ဒါကတော့ဒီမှာရုပ်ရှင်လောကရဲ့တစိတ်တစ်ပိုင်းပေါ့နော်ဒီလူမျိုးစုယဉ်ကျေးမှုတွေကိုအခြေခံတဲ့ရုပ်ရှင်တွေနဲ့ပတ်သက်တာလူမျိုးစုတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘလောက်ပါဝင်နေလေဆိုတဲ့အခြေအနေပေါ်မှာကျွန်တော်ရဲ့သုံးသက်ချက်လေးဖြစ်ပါတယ်ကျွန်တော်ရုပ်ရှင်ကြည့်ရဝါသနာပါပါတယ်အဲဒါကြောင့်မလို့လေကျွန်တော်အချိန်တော်တော်များများပေါ့နော်ဒီရတဲ့စကားနဲ့ပြောမယ်ဆိုရင်တော့နိုင်ငံတကာရုပ်ရှင်တွေပေါ့ဗျာအင်္ဂလိပ်ကားတွေလေးကျွန်တော်ကြည့်တည်တယ်ဟောလိဝုဒ်ကားတွေလေးကြည့်တည်တယ်အဲညီမဗီဒီယိုတွေရောရုပ်ရှင်တွေကိုကျွန်တော်လည်လမ်းမိသလောက်အချိန်တော်တော်များများကြည့်တည်ခဲ့တဲ့ကာလရှိပါတယ်အဲ့တော့ဒီရုပ်ရှင်တွေကိုကြည့်ရင် အနည်းငယ်ကျွန်တော်တွေ့ရတဲ့ရုပ်ရှင်အမျိုးအစားပုံများစွာရှိတော့ဗီဒီယိုဇလန်တွေကတော့ထောင်နေတောင်းနေချီရှိရကြ။အဲဗမာဒီမာဒါတုံချင်းမုံချင်းတိခတ်မှာဆိုပြီးစပြီးရုပ်ရှင်ပေါ်ပေါက်လာတဲ့အချိန်တွေကစပြီးတော့ကျွန်တော်ဒီနှစ်တရာကျော်ကာလအတွင်းမှာရုပ်ရှင်ကတော့ကျွန်တော်တို့ထောင်ကနန်းကိုခတ်ပြတ်ပြော်ပဲရှိတယ်လို့ကျွန်တော်သုံးသက်တယ်။အဲ့တော့ဒီရုပ်ရှင်တွေမှာကျွန်တော်ထူမဲဇက်ကားတွေအရင်တော့ဆိုတနင်္ဂနွေညနေပိုင်းရုပ်ရှင်တွေဒီရုပ်ရှင်တွေကြည့်ရင်းနဲ့လေဒါဗမာဒီရဲ့ဒါအတိတ်သမိုင်းကြောင်းကလူအဖွဲ့စည်းရဲ့ပုံစံတွေခန္ဓာပြင်ဆင်တွေနိုင်ငံရေးအမြင်တွေလေကျွန်တော်ရုပ်ရှင်တွေကနေတစ်ဆင့်ရရှိခဲ့ပါတယ် ဒီလိုရရှိတဲ့အခါမှာရာဇဝင်ကားတွေတမိုင်းကားတွေပေါ့ဗျာဒီနေရာမှာအစိုးရစပွန်ဆာစစ်တပ်စပွန်ဆာနဲ့ရိုက်တဲ့ကားတွေလည်းရှိပါတယ်ဒါကတော့ခင်ဗျားတို့ကြည်ဘူးကြလိမ့်မယ်သူ့ကြုံမခံပြီလို့ကားနေပေါ့နော်သူ့ကြုံမခံပြီလို့ဒါတက္ကသိုလ်ဖုံနိုင်ဝတ္ထုကိုပြန်ရိုက်တဲ့ရုပ်ရှင်မျိုးတွေလည်းရှိသလိုတစ်ခါတစ်ခါကြာရင်ကျွန်တော်တို့ဝါရက်ထက်ကားတွေလည်းကျွန်တော်တို့တွေ့ရပါတယ်ဒါကတော့စစ်ကားအများစုပေါ့ဥပမာဝေလင်းမွေးကြေလင်းမွေးတို့ငရဲသားတို့ဘာတို့ဒီလိုကားမျိုးတွေလည်းကျွန်တော်တို့ဒါယုံတင်ကားလို့ကျွန်တော်တို့ခေါ်ပါတယ်ရုပ်ရှင်ကားကြီးရဲ့အထင်နေလိမ့်ကျွန်တော်တို့မကြမကြတွေ့ကြရဘူးပါတယ် ဒါမှမဒီရုပ်ရှင်မှာကျွန်တော်တို့စင်ရဲဘဝချမ်းသာရဲဘဝနော်ဇာကြောင်းတွေရှိတယ်တထေသားဘဝနော်ဒီ character ကိုအခြေခံပြုပြီးရောတိဆောက်တာရဲ့ရုပ်ရှင်တွေကြည့်လို့ဇလန်းဇာကြောင်းနဲ့ကျွန်တော်တို့ခိုင်မာတိဆောက်တဲ့ရုပ်ရှင်တွေရှိတယ်ဒါမှမဗမာရုပ်ရှင်လောကကတော့တစ်ချိန်လုံးကပေါ့ဒါလွန်ခဲ့တဲ့9နှစ်လောက်ကကျွန်တော်တို့လူငယ်တွေကြားထဲမှာဆိုရင်တော့ပေါ်လောကပေါ်ကရိုက်တွေဆိုတဲ့အထီကိုကျွန်တော်တို့လူတွေဟာစိတ်အပြက်ကြီးတက်ခဲ့ရမှုပါတယ်။ဘာကြောင့်လဲဆိုဖန်တီးယားဒေဇလန်းနေကျွန်တော်တို့ဘရောမစိတ်လှုပ်ရှားမှုမပါတဲ့ရိုက်ကူးမှုတွေ နောက်ပြီးတော့ပုံစံကျနေတဲ့လူဖွဲ့စည်းတွေကဘောင်တွေရဲ့ရုံးမထွက်တဲ့ရုပ်ရှင်တွေက60ရာခိုင်နှုန်းကျော်ဖြစ်နေတဲ့အတွက်ပါပဲအဲ့တော့ဒီတရုတ်ဆောင်35ရောင်းနဲ့ကျွန်တော်တို့အထစ်ရိုက်ကူးတဲ့ကားတွေကိုလည်းကျွန်တော်တို့အများကြီးတွေ့ကြရပူပါတယ်အဲ့လိုရုပ်ရှင်အမျိုးအစားပေါင်းများစွာရှိတယ်ပေါ့ဗျာ ကျွန်တော်မှုကင်းရုပ်ရှင်နေပါတယ်စသည်ဖြင့်မို့စစ်ကားတွေရာဇဝင်ကားတွေတရဲကားတွေဒီလိုများစွာရှိရတဲ့အချိန်မှာကျွန်တော်အင်မတန်အတွေ့အကြုံတွေရုပ်ရှင်အမျိုးအစားတစ်ခုရှိပါတယ်အဲဒီရုပ်ရှင်အမျိုးအစားကတော့ဘာလဲဆိုတော့ကျွန်တော်တို့လူမျိုးစုတွေအထူးသဖြင့်မြန်မာမဟုတ်တဲ့လူမျိုးစုတွေအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်တွေကတော့ကျွန်တော်အလုံးလွန်စွာပေါ့နော်ကျွန်တော်ကိုယ်တိုင်လေးတွေ့ရနေဆိုတော့မြန်မာရုပ်ရှင်လောကမှာလည်းအင်မတန်နေပါတယ်ရုပ်ရှင်တွေပါအဲ့တော့ဒီလူမျိုးစုမြန်မာမဟုတ်တဲ့လူမျိုးစုတွေအကြောင်းရိုက်ကူးတဲ့ရုပ်ရှင်တွေကိုကျွန်တော်ကြည့်မယ်ဆိုရင် ုံစံအားဖြင့်ကျွန်တော်နှစ်ပိုင်းခွဲပြီးကြည့်လို့ရတယ်။အဲနံပါတ်1အပိုင်းကတော့ဗာလဲဆိုတော့ဒီရုပ်ရှင်နေထဲမှာရှုကင်းနေဒီလူမျိုးစုဒေသမြန်မာမဟုတ်တဲ့ဒါကျွန်တော်တောင်တန်းနေနေရရှိကြတဲ့အခါကျတော့ဒီတောင်တန်းဒေသရှုကင်းနေကျွန်တော်တို့ဒါလွင်ပြင်နေညခင်းကြီးတွေတောင်ကုန်းနေဒါမျိုးပုံမှာရိုက်ကူးတဲ့ရုပ်ရှင်နေလေးရှိတယ်အဲ့တော့အဲ့လိုရုပ်ရှင်တွေမှာဆိုကျွန်တော်ဘာတွေတွေ့ရလဲဆိုနင်းစည်းကမ်းတွေပေါ့ဗျာအရင်တော့ဆိုနင်းစည်းကမ်းပဲတနက်နေ့ပြင်မယ်ဥပမာကြောင်မဲအကျဉ်းသားရောဘာရောပေါ့နော်ဒီလိုကားမျိုးတွေဒီလေဒါအင်တန်ညမာရုပ်ရှင်ပြည်သက်တွေကြမှာ ဒီတေးဥဆောင်နေကြောင်းပဲဖြစ်ဖြစ်ဇလန်းစိုင်အိမ်ကြောင်းပဲဖြစ်ဖြစ်ပေါက်ကားတွေဖြစ်ခဲ့ပါတယ်အဲ့တော့ဒီလိုရုပ်ရှင်တွေရှိခဲ့ပေမဲ့ဒီနောက်ထပ်အမျိုးအစားတစ်ခုကတော့မြန်မာမဟုတ်တဲ့လူမျိုးစုတွေရဲ့ဘာသာစကားပြောပြီးရိုက်ကူးထားတဲ့ရုပ်ရှင်တွေပါဒီရုပ်ရှင်တွေကတော့ဆုံးသုံးကကျွန်တော်ပြောတဲ့ပထမအမျိုးအစားထက်တောင်တွေ့ရနေတာကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဒီ နောက်ခံအရဇလန်းဆက်ကြောင်းအရလူမျိုးစုတွေကိုဖော်ပြပြီးရိုက်ကူထားတဲ့ရုပ်ရှင်တွေမှာထင်ရှားတဲ့ကားတွေဆိုရင်ကျွန်တော်မှတ်မှတ်သားသားပေါ့နော်တချို့ကားတွေကတော့ကျွန်တော်ကိုယ်တိုင်ကြည့်ဘူးတယ်တချို့တော့ဒီရုပ်ရှင်အကြောင်းရေးတဲ့စာတွေကျွန်တော်ဖတ်ဖို့တယ်အဲ့ဒီမှာဘာတွေပါလဲဆိုတော့ဒီဘိတ်ကျိုးစုမှာရှိရဲကျွန်တော်ဆက်လုံးပေါ့မော်ဂင်းတွေပေါ့ဒါအရင်တော့တို့စီမန်းလို့လည်းခေါ်ကြတယ်တို့အကြောင်းရိုက်ကူထားတဲ့ဒါရိုက်တာဥအောင်ကြီးရဲ့ရွှေဆိုတဲ့ရုပ်ရှင်ကားမျိုးပေါ့နော်ဒါကျွန်တော်မှတ်မိတဲ့လောက်ဆိုဒီရွှေဆိုတဲ့ရုပ်ရှင်ကားတိမ့်ဖြစ်နေဇန်ယုံရေးတွေလို့မှတ်မိတယ် နောက်ကျွန်တော်တို့အင်မတန်အပြောဟိုးစကားပြောကောင်းလို့အတွက်ဒါအိတ်ခက်ကအထူးသဖြင့်တော့ကျွန်တော်တို့88ရှေးပိုင်းမာသလာနော်ကျွန်တော်တို့တော်လိုင်းကောင်စီကာလတွေကာလတွေပေါ့နော်60နှစ်60ကျော်80ကျော်ကာလတွေမှာအင်မတန်ထင်ရှားတဲ့တရုတ်ဆောင်တဲ့ဒါရိုက်တာအစိုးရညက်လေးပေါ့နော်သူရိုက်တဲ့မလိခချစ်သူလိုကားမျိုးတွေနောက်ဒါရိုက်တာထွန်းညင်ထွန်းရိုက်ကူးတဲ့ဂျေဂျူးကဘာဆိုတဲ့ကားဒါဒါရိုက်တာဆန်ရွှေမောင်ပေါ့ဦးအောင်လွင်ပေါ့သူရိုက်ကူးတဲ့နေကြီးဖြာမနှွေးသောကြောင့် ရိုက်တာကျိုဆွေရဲ့ပလေးနဲ့ရေဒရိုက်တာမြင့်မောင်ရဲ့ပန်းတိုင်းပွင့်ပါစီဒရိုက်တာမြင့်မောင်ပဲထက်ရက်တဲ့တမိုးတနီဒီနေရာမှာဒရိုက်တာမြင့်မောင်ဒီလူမျိုးစုရုပ်ရှင်တွေနဲ့ပတ်သက်ရင်တော်တော်နဲ့နဲ့ရိုက်ကူးခဲ့သလိုစာအုပ်စာတမ်းတွေအများကြီးလေးရေးသားခဲ့တဲ့ဒါပညာရှင်တယောက်လို့လေကျွန်တော်သုံးသပ်ပါတယ်အဲ့တော့ဒရိုက်တာကျိုဆွေရဲ့ပလေးနဲ့ရေနောက်နောက်တစ်ခါကျတော့ဒရိုက်တာ A1 မောင်လာမျိုးရဲ့စောင်းဒရိုက်တာ A1 မောင်လာမျိုးပဲရိုက်ကူးတဲ့ Pill to Countdown ဆိုတဲ့ချင်းဒေသနောက်ခံထားတဲ့ရုပ်ရှင်ဇာတ်ကဒရိုက်တာဦးကျော်တန်းရဲ့တောင်ပေါ်နေမှနေပြန်ပန်းဇင်ယုံမောင်မောင်ရဲ့လှုပ်ဝက်တော်နှင်း เนาะเนาะ driver ဝင်းမိုင်းညော်ရင်မိုကင်းဥတန်းเนาะ driver ဆန်ရွှေမောင်ရင်တရာစောတိเนาะဒီကားတွေကထင်ရှားတွေကားတွေဘာကြောင့်လဲဆိုဇက်အင်ရပဲဖြစ်ဖြစ်ဇက်ကားရဲ့နောက်ကန်အခြေအနေရပဲဖြစ်ဖြစ် time frame contact ပုံစံမျိုးစုံရသူကဒါလူမျိုးစုဒေတာတွေမှာအခြေခံထားပြီးရိုက်ကူးတွေကားတွေဖြစ်ပါတယ်အဲနောက်တစ်ခါကြတော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်ဘာသာစကားပေါ့เนาะဘာသာစကားနောက်ကန်ရိုက်ကူးတွေကားတွေမှာဆိုရင်ကျွန်တော်တို့ဟိုတွေ့ရနေတွေကားတွေပါ ဒီဗမာဒီမှာဆိုရင်ကျွန်တော်စိတ်ထင်ဆိုရင်ဒါလက်ချိုးကြီးလို့ရရတဲ့အထက်မှာပါတယ်အဲ့ဒါကတော့ကျွန်တော်တို့2018မှာရိုက်ခဲ့တဲ့အငြင်းစိန်တော်မှာအချစ်ရှာသူတို့2023မှာရိုက်ခဲ့တဲ့နော်ဒါကရင်အလှ2014မှာဒါမနိုးနေမှာကြောက်စင်းကပါပေါ့နော်မနိုးနေမှာကြောက်စင်းကပါဆိုရင်ဒါကချင်းဒရိုက်တာတွေကချင်းတရုတ်ဆောင်တွေရိုက်ကူးထားတွေကပါကချင်းဘာသာစကားပြောခဲ့တဲ့ကာတကာဖြစ်ပါတယ်ဒီကားကတော့2014မှာရိုက်တယ်ဒါပေမဲ့ရိုက်ရိုက်ချင်းရိုက်ပြီးပြီးချင်းမှာမြန်မာရုပ်ရှင်လောကရဲ့ဖိစီးထားဖိနှိပ်ထားတဲ့စနစ်အရာ တီမမှာတော့မဟုတ်ယုံကြည်တယ်မှာယုံတင်ခင်မရခဲ့ပါဘူးမရခဲ့ဘဲနဲ့သူကဘာပဲရလဲဆိုတော့2019မှာတော့အကယ်ဒမီအထူးစုရပြီးတော့2019ကြားမှာတနိုင်ငံလုံးကိုယုံတင်ပြတ်နိုင်ခဲ့တဲ့အခြေအနေလို့ကျွန်တော်သုံးသပ်လို့ရပါတယ်ဒါတော့ညီမရုပ်ရှင်လောကမှာရှိရထင်ရှားတဲ့လူမျိုးစုအကြောင်းအရာနောက်ခံတော့မဟုတ်လူမျိုးစုဘာသာစကားပေါ်မှာအခြေခံထားတဲ့ရုပ်ရှင်တွေပါအဲ့တော့ ကျွန်တော်တို့ဒီကားတွေကိုကျွန်တော်ကြည့်တိခဲ့ကြရရှိမယ်။ normal ခင်ဗျားတို့ဗီဒီယိုဇလန်းတွေလည်းအများကြီးကြည့်ဘူးကြလိမ့်မယ်။ဒီနေရာမှာဒီဇလန်းတွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့လူမျိုးစုဒေတာရေးအစောကကျွန်တော်ရှေ့မှာပြောခဲ့သလိုရှုမျိုးကင်းနေတောင်ကုန်းတောင်တန်းနေလှပစိမ့်ဆုံနေတဲ့ကျွန်တော်ကာလာနော်ကာလာတုံးစီဒါမျိုးတွေပုံမှာအခြေခံပြီးရိုက်တယ်နောက်တစ်ခုကကြတော့ဒီဒေတာတွေဒီမငိမ့်ချမ်းနေဒေတာတွေမငိမ့်ချမ်းနေဒေတာတွေဖြစ်တဲ့အတွက်ညီမတက်မလို့ကြီးရောက်လာတယ်ဗောနော်အဲ့တော့ကျွန်တော်နောက်ကြရေးစကားရရှိပါတယ်နော်ဒါကျွန်တော်ဟို ဗာလေဘိုးကြီးတို့ဘိုးကြီးတို့တက်မတော်ကြီးရောက်လာမှာပဲကျမတို့ရွာလေးပြာကျသွားတော့ရေဆိုရဲကိစ္စမျိုးပေါ့နော်အဲ့လိုလူမျိုးစုဒေသတွေမှာသွားပြီးတော့တို့ဟိုအခြေပြုတ်ပြီးတော့ပေါ့နော်ဓမ္မတက်မတော်ကြီးရဲ့စေတနာကိုဖော်ထုတ်တဲ့ကားမျိုးတွေလေကျွန်တော်တို့တွေ့ရသလိုဒီကားတွေသုံးတော့ကျွန်တော်ပြောခဲ့တဲ့ရွတ်ဆိုခဲ့တဲ့နာမည်တွေမှာပါတယ်ကားအများစုတွေတော့တီအောင်စုစိတ်တဲ့ရှင်သန်ထက်မြက်ကြီးဆိုရဲခေါင်းစဉ်အောင်ကရိုက်ကူးကြတာကိုတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့တို့ကဒီ ဗမာဒီမှာကချင်ကရကရင်ချင်းဗမာမော်ရခိုင်ရှမ်းမော်တွေကသူတို့ format လုပ်ထားတဲ့ဒီထက်လူမျိုးတွေသည်တအူးနဲ့တအူးချစ်ချစ်ခင်ခင်ရှိကြတယ်ဒုံတအူးကဒုက္ခရောက်နေတဲ့အချိန်မှာတအူးကအဲဒါအထူးသဖြင့်တအူးလို့ပြောတဲ့အခါမှာညီမလူမျိုးတစ်ဆိုင်ညီမစစ်တပ်ပါအဲသူကလာပြီးကူညီတယ်ကဲသေးတယ်နော်ဟိုသူတို့ပြောသလိုတပုံနေမိရှိုးဝါးရဲ့ရွာလေးမှာညီမစစ်တပ်ကဗိုလ်ကြီးရောက်လာရွာရက်ရွာကိုတူတင်းចောင်းဆရာမလေးကိုစောင်းလျှောက်အဲအဲ့ဒီမှာကရင်တို့မဟုတ်ကချင်တို့မဟုတ်ရှမ်းဆရာမလေးနဲ့တွေ့နော်နှစ်ယောက်များဒါကိုတီတော်သူစိတ်တဲ့ဆို စစ်ဗိုလ်ကြီးနဲ့ကျွန်တော်တို့ဖိနိကန်ဒေတာစစ်တပ်အလို့ကြရှိနေတဲ့လူမျိုးစုဘက်ကတရားအောင်နဲ့ညားဝိုင်းတီတောင်စုစိတ်တက်ကြီးအောင်နေပါပြီဆိုတော့ကီညိုနဲ့ရိုက်ကူးခဲ့တာတွေကိုလည်းကျွန်တော်တို့အများကြီးတွေ့ရပါတယ်။အဲ့တော့ဒီရုပ်ရှင်တွေကိုကြည့်ရင်ထူးခြားတာပေါ့နော်။အနည်းငယ်ဒါရုပ်ရှင်တွေမှာစတီရိုတိုက်လို့ခေါ်တဲ့ပုံတင်ကားကြအစ်စ်နေကျွန်တော်ဘာတွေတွေ့ရလဲဆိုအရင်တော့ဆိုရင်ကျွန်တော်ဒါဘီလိန်ပေါ့အန်တီဟီးရိုးနော်ဒီလူချမ်းပေါ့လူချမ်းတရုတ်ဆောင်တွေကနော်ဒါတို့တစ်တာခတ်တာတတ်တာဖြတ်တာရိုက်တာနှက်တာလုပ်တဲ့အင်မတန်ဆိုးဝါးတဲ့သူတွေအဖြစ်တဲ့တို့ကနည်းရှမ်းပေါင်းမိွက်ပါတယ် ဲ့တော့ဒီမှာရှမ်းမောင်းမီနဲ့လူချန်းဆိုတဲ့ကိစ္စရှမ်းမောင်းမီနဲ့ဒီအန်တီဟီးရိုးတွေကိစ္စကိုဆက်ဆက်ပြီးမြင်လာဖို့ရုပ်ရှင်ရနေကျွန်တော်တို့အသိဉာဏ်တွေကိုပံ့ပိုးတယ်လို့သုံးသပ်လို့ရပါတယ်နောက်တစ်ခုကတော့ showcase culture ပါ showcase culture ဒါကတော့ကျွန်တော်တို့ဒါမနုဿပေတဲ့ပညာရှင်ပေါ့နော် Jane Ferguson ရဲ့ဒီဟွာတွေကစောင်းမတစ်ခုတွေကကျွန်တော်ကိုကပါတယ်ဒီ Jane Ferguson ရဲ့ showcase culture သူကတော့ဘလို့ဘာသာပြန်လဲဆိုတော့ဧကန်းတော်ယဉ်ကျေးမှုလို့ဘာသာပြန်တယ်ကျွန်တော်တို့နက်နက်နေနေစဉ်းစားမယ်ဆိုရင်အပေါ်ယံဟန်ပြ ျွန်တော်တို့ဘယ်လိုလဲအမြင်ကောင်းအောင်အလှတင်တာဆိုယဉ်ကျေးမှုပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီရုပ်ရှင်တွေကိုကြည့်မယ်ဆိုရင်ဒီလူမျိုးစုဒေတာကိုထည့်သွင်းရိုက်ကူးထားတဲ့ internet ရှားပါးတဲ့ရုပ်ရှင်တွေကိုမှလူမျိုးစုဒေသမှာရှိတဲ့လူတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ဖွံ့ဖြိုးတိုးတက်မှုနှိမ့်ကြတာတင်ညာရေးစနစ်ညံပြင်းတာစစ်ပွဲရေးဘေးအန္တရာယ်တွေစစ်ကြောင်းလာလို့ထွက်ပြေးရတဲ့ IDB ကန့်နေတော့ကျွန်တော်ရွာပေါင်းရတော့မီးရှို့ခံရတာရှမ်းလူမျိုးတွေကင်လူမျိုးတွေကချင်လူမျိုးတွေအမျိုးသမီးတွေထောင်နေချီပြီးမရင်းချင်းခံရတဲ့ကိစ္စတွေဒါမျိုးကိစ္စတွေကိုဒီရုပ်ရှင်ပေါ်မှာအနေနဲ့တွေ့ရမှာမဟုတ်ပါဘူး ဲ့တော့မြန်မာရုပ်ရှင်တွေကိုကြည့်ပြီးဆိုရင်အနည်းနဲ့ကျွန်တော်တို့ဘာကိုတွေ့နေရလဲဆိုတော့ဒါအပေါ်ယံအလှတင်ထားတဲ့ make up ဖုံးထားတဲ့အရာကိုပဲကျွန်တော်တို့တွေ့ရပြီးတော့တကယ်တဲ့ deck side ပေါ့ဒီနေရာမှာဘာတွေဖြစ်နေလဲဆိုရင် deck side ကိုဖော်ပြခဲ့ခြင်းမရှိပါဘူးအဲ့တော့ဒီလိုဖော်ပြခဲ့ခြင်းမရှိတဲ့အတွက်နောက်ထပ်ကြီးမားတဲ့အဲဒါကတော့ကျွန်တော်ဘာဖြစ်လဲဆိုတော့စဉ်းစားစနစ်ပါအဲ့တော့ဒီရုပ်ရှင်စဉ်းစားစနစ်ကဖိနှိပ်မှု အဲ့လိုရုပ်ရှင်စင်စာစနစ်ကဖိနေမှုအောက်မှာပဲမြန်မာဒေတာအခြေပြုမြန်မာရုပ်ရှင်ဒါရိုက်တာတွေမြန်မာမင်းသားမင်းသားတွေတရုတ်ဆောင်တဲ့ဒီဇလန်းဇက်ညွန်းတင်နေရှင်တွေခေါင်းထဲမှာအော်တိုစင်စာရှစ်လို့ခေါ်တဲ့ကုတ်ကုတ်ကိုကြိုတင်ပြီးစင်စာတီးဖြတ်ထားပြီးတော့ဒီစစ်တပ်ဒေါ်မုံစေအာနာရှင်အစိုးရနဲ့ထိတ်တိတ်မတွေ့အောင်ရှောင်ရင်းတင်းရင်းရှောင်ရင်းတင်းရင်းနဲ့ပဲသူတို့ရဲ့အမှုတင်ညာတွေစုံပါသွားတယ်လို့ကျွန်တော်သုံးသပ်ပါတယ်။အဲ့လိုသုံးသပ်မှုကြောင့်ပဲကျွန်တော်ဘာတွေကိုထပ်ပြီးချက်အကျဲချက်ပြီးကြည့်လို့ရလဲဆိုတဲ့အခါကျတော့မြန်မာရုပ်ရှင်တွေကနေတဆင့် ကျွန်တော်တို့ကမြန်မာပြည်မှာရှိတဲ့အခြားသောလူမျိုးစုတွေအကြောင်းလေ့လာရုံနဲ့ဆိုရင်မှန်ကန်တဲ့သတင်းချက်လက်ရရှိနိုင်ခြင်းမရှိပါဘူး။ဘာကြောင့်လဲဆိုတော့အပေါ်ယံဟန်ပြမိတ်ကပ်ကလုတ်ထားတဲ့အခြေအနေတွေကိုပဲကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့ဒီမှာလေးကျွန်တော်ထပ်ပြောလို့ရတဲ့ကိစ္စတစ်ခုကအနည်းနဲ့တချို့ကားတွေဆိုရင်ဒီလူမျိုးစုဝင်တွေကိုသူကလူမျိုးစုလူမျိုးစုတွေပေါ့မြန်မာမဟုတ်တဲ့လူမျိုးစုတွေကိုရိုက်တဲ့အခါမှာနောက်တဲ့ပုံစံတစ်နည်းကတော့အရင်အဆိုင်တွေအဖြစ်ရိုက်ကူးခြင်းဖြစ်ပါတယ်။အဲ့တော့စကားပြောရင် ย้ายနေပေါ့เนาะဆိုတော့သူကဒီညမှာဒါတခြားလူမျိုးတွေဒီညမှာစကားကို second language အဖြစ်ပြောကြတယ်ပေါ့เนาะဒါပေမဲ့ညမတွေအများစုကတော့သူကဗမာတတိလုံးပါညမဘာသာစကားပြောရမယ်လို့ထင်တယ်အဲ့လိုနေတော့ငါတို့ပြောပြီဆိုရင်ဟာကြည့်ပါဦးကရင်နေย้ายလိုက်တာဆိုတော့အမြင်ဖြစ်လာအောင်ဖန်တီးတဲ့ဇက်ဝင်ငန်းဇက်အသုံးနှုံး dialogue တွေကိုလေကျွန်တော်တို့တွေ့ရ အော်နောက်တစ်ခုကကြတော့ဘာလဲဆိုဥပမာမော်ဂင်ဥဒန်းလို့ကားမျိုးပေါ့နော်မော်ဂင်ဥဒန်းလို့ကားမျိုးပေါ့ဒီကားတွေမှာဆိုရင်လေဒီမော်ဂင်နေနဲ့ပတ်သက်ပြီးတော့ပုံဖော်တဲ့အခါမှာဆိုရင်တကယ်ဟိုဟိုတော်ကြီးမြတ်မင်းတွေမှာရှိရလူအရိုင်းဆိုင်နေပုံစံအဲ့လိုအော်ဟစ်ပြီးတော့ဇယိုက်ချမ်းနေပုံစံမျိုးပုံဖော်ပြီးတော့ဒါလူမျိုးကြီးဝါရားနဲ့တစ်ဖက်လူမျိုးတွေအပေါ်မှာဖိနှိပ်တဲ့ဇလန်းတွေကိုပဲကျွန်တော်တီထွင်ဖန်တီးခဲ့ကြပါတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာနှိုင်းရှင်လို့ရတာရှိပါတယ်အဲ့တော့ညီမရုပ်ရှင်ရဲ့ဒီလိုဖိနှိပ်မှုတွေထဲမှာအ သူအနည်းငယ်လူမျိုးရေးဘာသာရေးဖိနှိပ်မှုတွေအပြင်ဟောဒီလိုယဉ်ကျေးမှုအရာဖိနှိပ်မှုတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်အဲစနစ်ပေါ့နော်စနစ်ဒီဆုံးတော့ကျွန်တော်ပြောခဲ့တဲ့စင်စာစနစ်ကနောက်ရုပ်ရှင်ရိုက်ဖို့အတွက်လိုအပ်တဲ့ guideline ပေါ့နော်ဒီလမ်းညွန်တဲ့ menu တွေတွေအရာဆိုရင်တော့ကျွန်တော်တို့ကမြန်မာတီမှာမြန်မာလူများစုရှိတဲ့ဒီဒီဗမာတိုင်းတီမှာတခြားသောလူနည်းစုတွေရုပ်ရှင်တွေအမှုတင်ရတဲ့ထုတ်ဖို့မှုအတွက်ကတော့ဒါ commercial အရာပဲဖြစ်ဖြစ်လူအများစုကိုပြဖို့အရာပဲဖြစ်ဖြစ် immediate ခက်ခဲနေတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်အဲ့တော့ အခုကျွန်တော်ဒီမှာ case study လေးတစ်ခုပြောရရင်ကျွန်တော်ညီကုန်းချုပ်ပါပါအဲ့ case study ရောပါလေဆို2016ခုနှစ်မှာထည့်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပါ2016မှာကျွန်တော်တို့ယုံတင်ပြခဲ့တဲ့ card တစ်ခုရှိတယ်လို့ယုံတင်ပြခွင့်မရတဲ့ card တစ်ခုလည်းရှိပါတယ်ယုံတင်ပြခွင့်မရတဲ့ card တစ်ခုကတော့ကျွန်တော်ဒါဗမာဒီမှာရိုက်ကူးတဲ့ card မဟုတ်ဘဲနိုင်ငံတကာမှာရိုက်ကူးလာတဲ့ card ပါဒါကတော့1962ခုနှစ်နေဝင်းအာနာသိမ်းမှုကြောင့်ဖက်စည်းခံရပြီးတိတ်ဆုံးသွားရတဲ့၊ကွယ်လွန်သွားရတဲ့ တီဘောဆိုဘာစัจจဆိုင်ပေါ့နော်သူ့ရဲ့မဟာဒေဝီရနေပြီးတော့သူ့ရဲ့ကိုတိုင်ကိုတွေ့ autobiography ရေးပါတယ်အဲ့စာအုပ်နာမည် Twilight Over Burma ပါဒီ Twilight Over Burma စာအုပ်ကိုရုပ်ရှင်ပြန်ရိုက်ခဲ့ပါတယ် Twilight Over Burma ဆိုရင်နာမည်နဲ့ပဲရိုက်ခဲ့တယ်ဒါပေမဲ့ဒီကားဒီဗမာတီနိုင်ငံရေးသမိုင်းအတွက်အင်တန်အရေးကြီးတဲ့ကားဖြစ်ပေမဲ့ယုံတင်ပြသဝင်မရပါဘူးဗမာတီမှာဘာကြောင့်လဲဆိုတော့ဒါ2016နော်2016ဆိုရင်ဒါ NLD အစိုးရလက်ထက်တင်နေပြီဘာကြောင့်လဲဆိုတော့အမျိုးသားယဉ်ကြားစည်းရေးကိုထိခိုက်စေနိုင်လို့တဲ့ အဲ့တော့ဒီနေရာမှာအမျိုးသားရင်ကြားစစ်ရေးကိုထိခိုက်နိုင်တဲ့အတွက်ဖန်တီးထားတဲ့ရုပ်ရှင်ကားတကားတမိုင်းဆက်ကြောင်းအချက်လက်မှန်တွေပေါ်မှာအတီးပြုတ်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားတကားဘာမှဒီမှာယုံတင်ကြောက်ွင့်မရခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အတိတ်အကြောင်းနေเนาะအဲ့ဒါကြောင့်မလို့လေကျွန်တော်အ ਨੇ ပြောပါတယ်ညီမစစ်တက်ကသူတို့ကျူးလွန်ခဲ့တဲ့ကိစ္စတွေကိုဖော်ထုတ်တာအတိတ်အကြောင်းတွေကိုပြောဆိုရင်ပတ်သက်အင်မတန်ကြုံရွှန်ရှာမုန်းတည်တယ်။ဒါမျိုးတွေလူလူသတိရနေမှာအစိုးရရဲ့အတွက်ဒီလိုကားကိုတော့2016မှာကျွန်တော်တို့ယုံတင်ွင့်မရဘဲနဲ့ကျွန်တော်ကြေညာပြီးတော့မှ ဒါဘယ်သူမှမကြည့်လိုက်ရအောင်ပေါ့နော်။နောက် AK ကတော့ BCD kit နောက် online kit ဖြစ်လာပြီဆိုတော့ရှာဖွေကြည့်ရှုကြည့်ပါ။ခင်ဗျားတို့ imminent အဲတမိုင်းဆက်အချက်လက်တွေအမြင်တွေခင်ဗျားတို့ရရှိနိုင်ပါတယ်။တစ်ဖက်မှာဒီလို toilet over ဘာမှလို့ Garnier ပိတ်ပင်ခံရခြင်းပိတ်ပင်ခြင်းခံရခဲ့ပေမဲ့တစ်ဖက်မှာကြတော့ကျွန်တော်တို့ဒါ Islam Mountain ရဲ့အမြင်တွေနောက်နောက်တစ်ခါကြတော့ Islam ဘာသာဝင်တွေဟာ အဲမိသားဟောဗောညမာတွေဗောနော်ညမာတီကလူတွေအင်ရှင်တွေပို့စော်ကားတဲ့ဧည့်သည်တွေအင်ရှင်တွေရဲ့နေရာကိုလူနေတဲ့ဧည့်သည်တွေဖြစ်ဇာကြောင်းရဇဝင်ကန်ရ dialogue တွေအရာပုံဖို့ရိုက်ကူးထားတဲ့ကျွန်တော်တို့အုတ်ကြားမျက်ပေါက်ဆိုတဲ့ကာနေဝါတော့ရုံတင်ခွင့်ရအောင်နေမကောက်ဘူးအကယ်ဒမီပါရတယ်အဲ့တော့ညမာရုပ်ရှင်ထူးချွန်စုအကယ်ဒမီမှာဒီ2016မှာအုတ်ကြားမျက်ပေါက်က3ခုရပါတယ်နံပါတ်1ခုကတော့ဗာလဲဆိုတော့အကောင်းဆုံးရုပ်ရှင်စုပါ နံပါတ်1ကတော့အကောင်ဆုံး driver စုအထင်နဲ့ဒီကားကိုရိုက်ခဲ့တဲ့ driver ညနေမှာနီနီအောင်ရရှိပြီးတော့မင်းသားစုကတော့အခုစစ်တပ်ဝါရထက်ကားဖြစ်တဲ့ကျွန်တော်တို့စစ်သမိုင်းကိုဒုံခစ်သမိုင်းကိုဒုံဆိုင်နေသူများဆိုတဲ့ကားမှာပေါင်ဝင်တရုတ်ဆောင်လာတဲ့နေတိုးတို့ကရရှိခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာညမယုတ်ရှင်ရဲ့ status ကိုခင်ဗျားတို့ခံမှန်းကြည့်မယ်ဆိုရင်တုံးတက်လို့ရတယ်။တစ်ဖက်မှာသမိုင်းတောင်းရအချက်လက်ရစနစ်တကျရိုက်ထားတဲ့ကားတွေဆိုရင်ညမစစ်တပ်ညိုညင်မှာဆိုတော့ဘရောမဖော်ထုတ်ခွင့်မရအောင်။အဲ့တော့တစ်ဖက်မှာကျတော့လူမျိုး ဒီလူနေစုတွေเนาะယုံကြည်ကိုယ်ခွင့်မတူတဲ့သူတွေတခြားလူမျိုးစုတွေအပေါ်မှာဖိနှိပ်တွေကားတယ်ဆိုရင်ကျွန်တော်တို့ယုံတင်ပြခွင့်ရအောင်လည်းမကအောင်အကယ်ဒမီပါရတယ်အဲ့တော့အဲ့မှာမှာဒီဇကြောင်းရလူမျိုးစုကိစ္စတွေကို base လုပ်ထားတဲ့ကားတွေဆိုရင်ရောဘယ်လိုဖြစ်လဲဘယ်လိုဖြစ်လဲဆိုတော့အဲ့ကားတွေမှာအထက်မှန်နေမပါလာပါဘူးဘာတွေပဲပါလာနေလဲဆိုတော့အနည်းငယ်ကျွန်တော်တို့အပေါ်ရန်သုံးသုံးက Jay Ferguson ပြောသလိုပဲဟန်ဆောင်ဖန်ဆောင်ဧကန်းဆောင်ယဉ်ကျေးမှုလို့ကျွန်တော်သုံးသပ်ခြင်းနဲ့ showcase culture တဘောရိုက်ကူးထားတဲ့ပုံစံတွေကိုပဲတွေ့ရပါတယ် ဗမာပြည်နိုင်ငံရေးသမိုင်းရဲ့တကယ်အဖြစ်အပျက်ကလည်းဒါနဲ့တော့ထပ်တူကြပါရယ်။ဘာကြောင့်လဲဆိုတော့လူမျိုးစုတွေရဲ့ဖိနှိပ်ခံရတဲ့ကိစ္စတွေဆီရစုမှုကျူးလွန်ခံရမှုတွေလူသားမျိုးတွေကိုကျူးလွန်နေရာစုမှုတွေကျူးလွန်ခံရခဲ့တာလူနေတော့တက်ထက်မှုခံရခဲ့တဲ့ကိစ္စတွေကတော့မြန်မာပြည်မှာရှိတဲ့မီဒီယာတွေရဲ့ညနေပြင်ပေါ်မှာဘရောမတက်လာမှာမဟုတ်ပါဘူး။ဘာတွေပဲတက်လာလဲဆိုတော့ဒီလူတွေရဲ့အဲညင်ကျေးမှုအကအလှလှုပ်ဆောင်ချက်တွေเนาะဒါမျိုးကိုပဲကျွန်တော်တွေ့ရမယ်။အဲ့တော့တီတော်စုနေကြရင်เนาะကျွန်တော်တစ်သလုံးကြောင်ထိုးထားခံရတဲ့ဘာလူခွင့်ရေးမှာ နော်ဘယံမမရဘဲနဲ့ဒီထဲမှာမှရှိနေတဲ့တော်စစ်တက်နဲ့တင်းတင်းနှစ်ယောက်ပတ်တဲ့လူတယောက်ကိုနာကဆိုပြီးတော့နာကခေါင်းပေါင်းကြီးပေါင်းပြီးတက်ခိုင်းမယ်နော်အညိုသမီးရေဆိုရင်လဲဒါရှမ်းအညိုသမီးဆိုရင်ဒါရှမ်းဝစ်ဆောင်လေးနဲ့ကချင်အညိုသမီးဆိုရင်လဲဒီမှာပပွားလေးတွေပါအင်းဒီမှာငွေမောင်းလေးတွေနဲ့ဒါပဲအပေါ်ရံမင်း just uh ဟိုပါပဲ dress ပဲ dress code ပဲဘာမှဒီမှာလူမျိုးစုယဉ်ကျေးမှုနဲ့ပတ်သက်လာရင် ဒီစစ်တပ်မြန်မာနိုင်ငံရေးသမားတွေမြန်မာပြည်ညာတက်တွေအပေါင်းဝင်လူများစုကြီးသဘောထားတာတော့ dress code သာသာပါပဲဒီလူတွေရဲ့ဖိနှိပ်ခံနေရတဲ့အခြေအနေမျိုးဘရောမပုံဖို့ပြောကြဖို့ပုံဖို့လှုပ်ဆောင်မှုအတွက်အဲလှုပ်ရှားခဲ့တဲ့သူတွေလည်းအင်မတန်နေသလိုဘရောမလည်းအခွင့်အရေးမရခဲ့ပါဘူး ဒါကတော့ဒီမှာရုပ်ရှင်လောကရဲ့တစိတပိုင်းပေါ့နော်ဒီလူမျိုးစုယဉ်ကျေးမှုတွေကိုအခြေခံတဲ့ရုပ်ရှင်တွေနဲ့ပတ်သက်တာလူမျိုးစုယဉ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘယ်လောက်ပါဝင်နေလဲဆိုတဲ့အခြေအနေပေါ်မှာကျွန်တော်ရဲ့သုံးသပ်ချက်လေးဖြစ်ပါတယ်။အဲခင်ဗျားတို့ဘယ်လိုရုပ်ရှင်တွေကြည့်ဘူးလဲကျွန်တော်ပြောတဲ့ရုပ်ရှင်တွေထဲမှာခင်ဗျားတို့ကြည့်ဘူးတဲ့လူမျိုးစုနောက်ခံရုပ်ရှင်မျိုးတွေပေါ့နော်ကျွန်တော်ပြောရတဲ့အချိန်မှာမပါသေးဘူးဆိုရင်လေ comment မှာ man ပေးသေးခြင်းနဲ့ကျွန်တော်အနေနဲ့သဘောတူမတူဘူးလေခင်ဗျားတို့ comment တွေကိုကျွန်တော်ဖတ်ချင်ပါသေးတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။